ရန်ကုန်မြို့မှာအထမ်းသာဆုံးထိတ်တန့်တရီသားကိုမှရွေးချယ်လက်ထပ်တော်မယ့်တစဉ်ထွန်းမြင့်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်းရန်ကုန်မြို့ကအထမ်းသာဆုံးတရီသားနဲ့ချစ်တိုက်နေရဆိုပြီးတရင်ထွက်နေတဲ့သူကတော့နိုင်ငံကျော်ဟာတလူရှင်တော်ကြီးဦးခင်လာရဲ့ချစ်သမီးလေးတစဉ်ထွန်းမြင့်ပဲဖြစ်ပါဒီအပိုင်းမှာတစဉ်ထူးမြင့်ရဲ့အဆိုပါအခြေအေးကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကြားမှာတတော်လေးလှုပ်လှုပ်ခက်ခက်ဖြစ်သွားစေခဲ့ရပါအခုဆိုပြည်သက်အချစ်တော်လူရှင်တော်ခင်လိုင်ဟာလေထိတ်တဲတတိသားကိုတမတ်တော်ရတော့မှာဖြစ်ပါ යි တကြိမ်ထူးမြင့်ဆိုတာနဲ့ပရိသတ်တွေမျက်စီထဲမှာတမ်းမြင်ပြီးတာကတော့သူရဲ့ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ရိုးသားပွင့်နေတဲ့စကားပြောပုံစံလေးတွေပါပဲ။ဘာခင်ဖြစ်သူဦးခင်လိုက်အကိုဖြစ်သူနေရဲတို့နဲ့အတူအနုပညာအလုပ်တွေကိုတဆိုင်မမတ်လုပ်ကိုင်နေသူဖြစ်တယ်လို့တစ်ဖက်မှာလည်း blogger တယောက်အနေနဲ့ lifestyle video လေးတွေကြော်ညာရိုက်ကူးမှုတွေနဲ့အောင်မြင်နေသူတယောက်ပါဒါတင်မကသေးပါဘူးသစဉ်ထူးမြတ်ဟာယူပဗီရာဘာသာရန်နဲ့ပွဲရရှိထားပြီးထူးချွန်ဆူရီပါရရှိခဲ့ပူတဲ့ ပညာတတ်အမျိုးသမီးငယ်တဦးလည်းဖြစ်ပါယ။ဒါကြောင့်လည်းပြိသက်တွေကသူ့ကို အလားပါတဲမကပဲဉာဏ်ပညာပါပြည့်စုံတဲ့သူမို့ပို့ပြီးချစ်ခင်အားပေးကြတာဖြစ်ပါယ်။ဒါကြောင့်လည်းခင်လိုက်ကတော်ရုံတမတ်မျိုးကိုလက်ခံမှာမဟုတ်ကြောင်းသတင်းတွေထွက်နေကြတာပါ။အခုတခါမှာတော့ပြိသက်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်သွားရတာကသူ့ရဲ့အချစ်ရဲ့ရွေးချယ်မှုပါပဲ။တစင်ထူးမြင့်ဟာရန်ကုန်မြို့ရဲ့ထိတ်တန်းစည်းရင်းဝင်တတိသားတဦးနဲ့ချစ်သူတွေဖြစ်နေကြတဲ့ဆိုတဲ့သတင်းကအွန်လိုင်းစာမျက်နှာတွေထပ်မှရေးပန်းစားလာခဲ့တာဖြစ်ပါယ်။ ။တရင်အတီကြအရာသူမရဲ့ချစ်သူကောင်းလေးနာမည်ကတော့ကောင်းပြည့်စုံဖြစ်ပြီးရန်ကုန်မြို့ရဲ့ Night Life Blog မှာနာမည်အကြီးဆုံးနဲ့အောင်မြင်ဆုံးဘာတစ်ခုဖြစ်တဲ့ The Viper Run ပိုင်ရှင်တထည်ရဲ့တာတူဖြစ်ကြောင်းသိရပါပြီ။ဒီတရင်ထွက်လာချိန်မှာပရိသတ်တွေကဥခင်လာရဲ့တာသမီတွေကိုစုံမတွင်တင်မှုကောင်းပုံကိုပါဆက်ဆက်ပြီးချီကျူးနေကြတာကိုတွေ့ရပါပြီ။ဖခင်ဖြစ်သူကအမှုပညာလောကမှာနာမည်ပြန်မရှိတိတ်ခါရှိရှိရက်တည်ခဲ့သလိုတာသမီတွေကလည်းပညာတတ်တွေဖြင့် အနေထိုင်အပြောဆိုရှင်ကျေးသိမ်မိကြလာမို့အခုလိုထိတ်တန့်အတိုင်းဝိုင်းကားလူတွေနဲ့ဖူးစာဆုံတာဟာမဆန်းပါဘူးလို့တုံ့တက်ကြပါယ်။ဒါအပြင်တစဉ်ချူးမြစ်ဟာနမဲကြီးမင်းသမီးတယောက်ဖြစ်ပေမဲ့အချီရင်နဲ့ပတ်သက်ရင်တည်ငြိမ်ပြီးသူတို့တိတ်တိတ်နေတဲ့သူမို့ကောင်းလေးဘက်ကမိဘဆွေမျိုးတွေကပါသဘောကျချစ်ခင်လက်ခံထားကြတယ်လို့သတင်းသက်သက်ကြားရတာပါ။တဲ့ရင်ထူးမြင့်တဲ့တတိသာကောင်းပြီဆုံးတော့ဟာငွေကြီးကုန်တနာချင်းတူမြတာထက်စိတ်နေစိတ်ထားနဲ့လူနေမှုအဆင့်အတန်းမှာကန့်ညီနေရင်ဆိုရင်မို့ ရေရှည်လက်တွဲသွားနိုင်မယ့်အလားအလာအကောင်းတွေရှိနေရဖြစ်ပါတယ်။ဒီနေရာမှာပြည်သူတွေအားကျနေကြတဲ့အချက်ကဒဇင်ထူးမြင့်ရဲ့ရွေးချယ်မှုပါပဲ။တမန်ကရှန်ကာရွေးချယ်မှုမျိုးမဟုတ်ပဲကိုရိုင်းကလည်းအမှုပညာမျိုးရုံးပညာတတ်ကိုပိုင်ဝင်ဝင်နဲ့ယက်တီနီရဲ့အမျိုးသမီးတယောက်ဖြစ်သလိုလက်တွဲပေါ်အဖြစ်ရွေးချယ်လိုက်တဲ့သူကလည်းငွေကြေးချမ်းသာကြွယ်ဝပြီးအတိုင်းဝိုင်းတောက်တင်တဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်မိသားစုကဖြစ်နေရမို့ နောက်ဖက်တိတ်ဆုံးတွဲလို့တော့တင်စားနေကြပါ යි သူတို့နှစ်ဦးရဲ့ relationship ကလည်းအခုမှစကြိုက်တာမျိုးမဟုတ်ဘဲတိတ်တိတ်ဆိတ်ဆိတ်နဲ့လက်တွဲလာခဲ့ကြတာတတော်လေးကြာပြီလို့လည်းကြားသိရပါ යි ကိုချီတော်ဘော်ကိုရှက်တီဗီစူးစမ်းနေရဲ့မင်းသမီးချုံလေးသစဉ်ထွမြင့်တယောက်အခုလိုအဆင်တန်းမြင့်မြင့်ပြည့်စုံကျွယ်ဝတဲ့ဘဝလက်တွဲဖို့ကိုရွေးချယ်နိုင်ခဲ့တဲ့အပေါ်မှာပရိသတ်တွေကတော့ဝမ်းသာကောင်းယူနေကြပါ යි အင်နာဘတ်ရွေးချယ်တာတော်ရဲဆိုပြီးချီချူးတန်တွေလည်းများနေတာဖြစ်ပါ යි ရုပ်ရည်ပညာဥစ္စာအတိုင်းဝိုင်းဘက်ဆောင်ပြည်ဆောင်တဲ့ချစ်သူလေးကိုရွေးချယ်ခဲ့လို့ရွှေသမန်ငွေသမန်ရတော့မယ်ခင်လိုက်ပေါ်မှာပရိသတ်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။